ဂါဇာမြို့ရဲ့ပျက်စီးနေတဲ့လမ်းမတွေမှာလူငယ်စီရင်နာဝန်ထမ်းဖွဲ့ငယ်လေးတို့ကဖရိတ်ဆန်တွေအတွက်ကိုလုံရတခုကိုဖန်တီးပေးထားပါတယ်။မွန်မင်းအိဗရာဟင်ဦးဆောင်တဲ့ဒီလူတို့အခြေပြုလုပ်ငန်းဟာတရက်ကွက်ပြီးတရက်ကွက်လှည့်လည်ပြီးစစ်ပွဲကြောင့်ကျန်းရစ်ခဲ့တဲ့ဖရိတ်ဆန်တွေကိုပြုစုစောင့်ရှောက်တာအစာကျွေးတာနဲ့ကျန်းမာရေးစစ်ဆေးပေးတာတွေလှုပ်ဆောင်နေပါတယ်။ဒီနေ့မှာတော့ဖရိတ်ဆန်စောင့်ရှောက်သူတွေနဲ့အိမ်မွေးကြောင်ပိုင်ရှင်တွေအတွက်သူတို့ကိုထောက်ပံ့ဖို့သူတို့ရဲ့ကြောင်တွေကျန်းမာရေးကောင်းရလား အဆင်ပြေလားဆိုတာသိရအောင်အခမဲ့ကျမ်းမာရေးစစ်ဆေးပေးဖို့လှုပ်ရှားမှုတစ်ခုကိုစီစဉ်ခဲ့ပါတယ်သူတို့ကိုအစာကြောက်တွေတော့ပေးခဲ့ပါတယ်လို့သူကပြောပါတယ်အီလာဖာဘူရီဇစ်အတွက်တော့ဒီโอလာစစ်ဆေးတာဟာပုံမှန်စစ်ဆေးတာထက်ပိုပါတယ်အရင်ကသူအရန်ချစ်ရတဲ့ကြောင်လေးတစ်ကောင်နဲ့အတူတူဖြတ်တန်းခဲ့ရတဲ့ဒုက္ခတွေကိုထပ်မဖြစ်စေဖို့ကြိုးပမ်းနေတာပါကျမမှာအရန်လှတဲ့ကြောင်လောင်ရှိပါတယ်သူကကျမအတွက်တဘွားလုံးပါပဲဒီစပွဲအတွက်မှာကျမသူ့ကိုဆုံးရှုံးခဲ့ရတယ် စစ်ပွဲကြောင့်ကျမသူ့ကိုတေးချမကြွေးနိုင်ခဲ့ပဲတေးသွားခဲ့ရတာပါအခုကျမနောက်ထပ်ကြောင်းတစ်ကောင်နဲ့ဒီကိုရောက်နေပါလေဒီစေကန်းကိုလာပြီးသူ့အတွက်စားစရာလာယူတာပါသူ့အတွက်အဆင်ပြေမယ်ထင်ပါတယ်လို့ဆိုပါတယ်ဂါဇာရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေရပ်သွားတဲ့အတွက်အိမ်မွေးထိစံပိုင်ရှင်တွေဟာဒီလူငယ်စေရနာဝန်ထမ်းတွေစီအကူအညီလာတောင်းနေကြပါတယ်စေရနာဝန်ထမ်းတွေကသူတို့ရဲ့အလုပ်ဟာကြောင်းတွေကိုအစာကျွေးရုံတသက်မဟုတ်ဘူးလို့ပြောပါတယ်ဒီနေ့ Animal Care Group မှာကျွန်တော်တို့ရှိနေပါတယ် အိမ်မွေးကြောင်ပိုင်ရှင်တွေကိုသူတို့ရဲ့ကြောင်တွေကယူဆိုင်နိုင်ဖို့ကူညီပြီးအကောင်းဆုံးထောက်ပံ့တွေပေးနိုင်မှုအတွက်ဂါဇာမြို့မှာအစည်းအဝေးအသစ်တစ်ခုစတင်လိုက်ပြီဖြစ်ပါတယ်လို့ပြောပါတယ်။ဂါဇာမှာထရိတ်ဆန်ဈေးကူဆံဝန်နှဲပါနေတာကြောင့်စိန်ခေါ်မှုတွေပိုများနေပါတယ်။ဈေးကန်တွေပျက်စီးသွားခဲ့တာကြောင့်ပျို့ကျနေတဲ့နေရာတွေမှာပဲထရိတ်ဆန်တွေကိုဆက်လက်ကူတာပေးနေကြရပါတယ်။ကျွန်တော်မှာဈေးကန်နှစ်ခုရှိတယ်။တစ်ခုကပျက်စီးခံလိုက်ရပြီးနောက်တစ်ခုကနေရာတချို့ပျက်စီးသွားတယ်။အခုကျွန်တော်တို့ရှိနေတာကအဲ့ဒီတစ်ခုပါပဲ။ကျွန်တော်ပြန်ပြင်ဆင်ပြီးအလုပ်လုပ်နိုင်ခဲ့ပါတယ်။ စစ်ပွဲအတွင်းနဲ့စစ်ပွဲပြီးမှာကျွန်တော်တို့ရဲ့အကြီးမားဆုံးစင်ခုံမှုကတော့ပြိဿန်ရီအတွက်တောင်အစာနဲ့စီးဝါးကိုဝင်ခွင့်မပြုခဲ့တာပါလို့ဆရာဝန်တူကပြောပါတယ်။ဒီဘက်ဟာညနေမှာသူတို့ရဲ့လှည့်လည်ကူတာမှုတွေကိုရလိုက်ကြပါတယ်။လိုအပ်ချက်တွေကတော့များနေပါသေးတယ်။ဒါပေမဲ့ဒီစီနောက်ဝန်ထမ်းတွေအတွက်တော့သူတို့ကယ်တင်လိုက်တဲ့အတတ်တိုင်းဟာဂါဇာမှာတရားကျင့်တာမှုတွေဆက်လက်ရှင်သန်နေသေးတယ်ဆိုတဲ့ကိစ္စကိုဖြစ်ပါတယ်ခင်ဗျာ။